မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မထူးတန်းစင်ဖြစ်ပါတယ်ဒီနေ့မှာတော့လုပ်ငန်းခွင်ပါ SOP Standard Operating Procedure ရှိပေမဲ့လည်းဝန်ထမ်းတွေကလိုက်နာခြင်းမရှိလို့ဖြစ်လာတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မျှဝေပေးသွားပါမယ်လုပ်ငန်းခွင်အများစုမှာအလုံးလုံးလာလာကြပြီးဒီလိုပဲလုပ်နေကြပါပဲဆိုတဲ့အတွေးမျိုးကြောင့် SOP ကိုလှည့်လည်ရှုထားတာပြီးအများကြီးကျွန်တော်တို့ကြုံရတတ်ပါတယ် ဒါအပြင်ကို SOP ကိုမဖတ်မိဘဲနဲ့ကိုပါတာကိုအရင်က လုပ်ဖူးတဲ့ပုံစံအတိုင်းပဲလုပ်နေတာမျိုးတွေလည်းရှိပါတယ်။ ဒီလိုလုံဆောင်တာတွေကရေရှင်မှာအမှားအယွင်းတွေဖြစ်လာနိုင်ပြီးတော့လုပ်ငန်းရဲ့အရေအသွေးကိုပဲအများကြီးထိခိုက်စေပါတယ်။ဒါဆိုဝန်ထမ်းတွေကအဆိုပြီးအတိုင်းလိုက်နာလာအောင်ကုမ္ပဏီအနေနဲ့ဘာတွေလုပ်ပေးရမလဲပေါ့နော်။အဲ့တော့ပထမဆုံးအနေနဲ့ SOP ကို စာရွက်ပေါ်မှာတွေမဟုတ်ဖ ೇನೆ ဘာကြောင့်လိုက်နာရလဲဆိုတဲ့ရည်ရွယ်ချက်နဲ့တကွာရှင်းရှင်းလင်းလင်းလေ့ကျင့်သင်ကြားပေးတာတွေလုပ်ပေးဖို့အရေးကြီးပါတယ်။ဝန်ထမ်းတိုင်းက SOP ရဲ့အရေးပါပုံကိုနားလည်ဖို့ကအဓိကကြပါတယ်။ ဒုတိယအနေနဲ့ကတော့ SOP ဒီ document ကိုပေါ့နော်ဝန်ထမ်းတွေအများနဲ့အလဲတကူရှာဖွေကြည့်ရှုပြီးဖတ်နိုင်ဖို့နေရာဖတ်နိုင်တဲ့နေရာအလွယ်တကူ access လုပ်နိုင်တဲ့နေရာမှာထားဖို့အရေးကြီးပါတယ်လက်လန်းမိတဲ့နေရာမှာရှိနေမှလည်းလိုအပ်ရင်လိုအပ်သလိုချက်ချင်းပြန်ကြည့်နိုင်ပြီးတော့အမှားနဲ့တဲ့နေရာကိုတို့လုံဆောင်နိုင်မှာဖြစ်တာပေါ့နော်အနည်းချက်ဝရင်တော့ SOP ကလုပ်ငန်းတိုင်းအတွက်လိုအပ်တဲ့အလုပ်လမ်းညွှန်တစ်ခုဖြစ်ပါတယ်အဲ့တော့ company အနေနဲ့ဝန်ထမ်းတွေလိုက်နာနိုင်အောင်လို့မှန်ကန် နဲ့လမ်းညွှန်မှုတွေကိုပေးမယ်ဆိုလို့ရှိရင်တော့လုပ်ငန်းရဲ့အောင်မြင်မှုကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ပါလိမ့်မယ်။နောက်ထပ်အချက်အလက်ပတ်သက်တဲ့ဗဟုသုတတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပြီးဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။